အခုတင်ဆက်ပေးမယ့်သတင်းကတော့ပထမဦးဆုံးနိုင်ငံတကာအဆင့်ရှိတဲ့ခရီးသည်တင်ရင်ဆက်ရောက်ကွင်းကိုစက်တင်ဘာလ10ရက်နေ့မှာစတင်အသုံးပြုနိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ အောင်မင်္ဂလာအဝေးပြေးဝင်းမှာစမ်းသပ်ဖွင့်လှစ်ထားတဲ့မြန်မာနိုင်ငံရဲ့ပထမအဦးဆုံးနိုင်ငံတကာအဆင့်ရှိတဲ့ခရီးသည်တင်ရင်ဆက်ရောက်ကွင်းကိုစက်တင်ဘာလ၁ရက်နေ့မှာစတင်အသုံးပြုနိုင်မှာဖြစ်ပြီးလက်ရှိမှာစမ်းသပ်ဖွင့်လှစ်ထားတယ်လို့အောင်မင်္ဂလာအဝေးပြေးဝင်းရဲ့ဒုတိယတာဝန်ခံဦးဆောင်မင်းကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့နဲ့ဒီကုမ္ပဏီကတော့စီပင်သာနဲ့တော့ကျွန်တော် BOD စနစ်နဲ့ပေါ့နော်။ BOD စနစ်နဲ့ကျွန်တော်ကဒါတိဆောက်ပါတယ်။ဆောက်ပြီးတော့မှသူ့တို့ကျွန်တော်က၅ရက်ကာလဆိုပြီးတော့၁၈နှစ်တတ်မှတ်ထားတယ်။တတ်မှတ်ထားတဲ့တော့မှကျွန်တော်လစဉ် မြေငါးငါးနဲ့တော့ကျွန်တော်ကဒါကျက်သိန်း20ကျွန်တော်သတ်မှတ်ထားရှိပါမယ်ကျွန်တော်ဒီစောင့်မှာတော့အဓိကတော့ကျွန်တော်ကခီးခီးတယ်တွေပေါ့နော်ခီးတယ်တွေဒါခီးသွားပြည်သူတွေကျွန်တော်ကအဆင်ပြေအောင်ကျွန်တော်ကဒီသူတို့ရဲ့တော့တဲ့လုံကြုံရေးပေါ့နော်သူတို့ရဲ့လူရဲ့ပစ္စည်းရဲ့လုံကြုံရေးကိုကျွန်တော်ကဒါကုမ္ပဏီနဲ့ပေါင်းတုံးကကျွန်တော်ကဒါပူးပေါင်းဆောင်ရတဲ့သဘောပါပဲခီးသည်တွေဝင်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာတက်တော့တက်တာနဲ့နားနေအောင်လည်းကျွန်တော်ကစီစဉ်ပေးထားတယ်ပြီးရင်ခီးသည်တွေကျွန်တော်တို့လိုအပ်ခီးကိုသွားနိုင်အောင်ကျွန်တော်ကဒီမှာရှိတဲ့ ဒီတက်စီတွေနဲ့ဖြစ်ဖြစ်ကျွန်တော်သူ့ရဲ့ဘေးမှာဆိုဒါမထသာမျိုးတွင်လိုင်းငါးရေရှိတယ်အဲ့လိုင်းငါးရေနဲ့သူကခီးသေးလွယ်လွယ်ကူသွားနိုင်တယ်ပြီးရင်သူ့ရဲ့ကျမ်းမာရေပေါ့ကျမ်းမာရေကျွန်တော်ကဒါဝန်ဆောင်မှုတွေကျွန်တော်ကစောင့်ရှောက်တဲ့ဒီဒီစည်းကမ်းတွေကျွန်တော်ဖွင့်ပေးထားတယ်ပြီးရင်ခီးသေးတွေမှာကျွန်တော်ကျွန်တော်ငွေလဲချင်တယ်သူတို့လိုအပ်လို့ငွေထုတ်ချင်တယ်ဆိုတော့ကျွန်တော်ကထုတ်နိုင်အောင်ဒါဒီမှာစီစဉ်ပေးထားပါမယ်အဲ့ဒီခရီးသည်တင်ရင်းဆက်ရောက်ခွင့်ကိုဩဂတ်လ19ရက်နေ့ကစတင်ပြီး31ရက်နေ့အထိစမ်းသပ်အသုံးပြုခွင့်ပေးထားပါရယ်။ အဆိုပါစံသက် ကာလပြီးပါကဆက်ရောက်လာတဲ့ရင်တွေကိုဒဇီးအတွက်ကြက်900နဲ့ကောက်ခံအသုံးပြုစီမှာဖြစ်ပါတယ်။အဲ့ဒီဆက်ရောက်ကွင်းမှာရင်အစည်းရေ30ခန်းတပြိုင်တည်းဆက်ရောက်ရန်နိုင်လိုက်မှာဖြစ်ပြီး24နာရီဝန်ဆောင်မှုပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။အဆိုပါဆက်ရောက်ကွင်းအတွင်း CCTV ကင်မရာများကိုလည်းတပ်ဆင်ထားပြီးကင်မရာ16လုံးနဲ့စောင့်ကြည့်ကာလုံခြုံရေးအတွက်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ဒါအပြင်နေညလုံခြုံရေး28ဦးကိုလည်းထားရှိပေးထားမယ်လို့သိရပါတယ်။ခရီးသည်တွေအပန်းဖြေနိုင်မှုကိုလည်း TV 73လုံးထားရှိပေးထားမှာဖြစ်တယ်လို့ပစ္စည်းတွေတဲ့လဲညာဝီချဲ50ကိုလည်းထားရှိပေးမှာဖြစ်ပါတယ်။တပ်စင်ကန်တွေကိုတော့အလုံး20ထားရှိပေးထားမယ်လို့သိရပါတယ်။အခုပွင့်လင်းထားတဲ့ခီးတက်တင်ရင်ဆက်ရောက်ကွင်းကိုမြင်းအန်ပိုက်ကုမ္ပဏီကရန်ကုန်မြို့တော်အစီအမံတာယာရေးကော်မတီထံကနေ BOD စနစ်နဲ့18နှစ်စာချုပ်ထုတ်ဆိုကငှားရဲလောက်ကင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ဒီလိုငှားရဲလောက်ကင်မှုအတွက်တလောက်ကိုစက်သိန်း20ငှားရဲကပေးချေဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်ရှင်။